လိန်ပြောတာမလုပ်ရဘူးမနာပဲပြောရမယ်ကိုယ့်ရဲ့ပတ်ဝန်းကျင်ဆိုဆိုင်တီတခု တုံးနဲ့တူအထင်လွဲအောင်တုံမီရှုံမီမလုပ်ရဘူးအားလုံးညီညွတ်အောင်သာပြောရမယ်ကိုယ့်ရဲ့ပတ်ဝန်းကျင်တုံးနဲ့တူအဆင်မပြေအောင်ရိုင်းဆိုင်နဲ့ရှင်နဲ့နှလုံးထဲမှာနာကြီးသွားစေတဲ့စကားမျိုးမပြောရဘူးဘယ်တော့ပဲဖြစ်ဖြစ် ရှင်ကျေးတိမ်မွေးဆိုပြောရမယ်လို့ဆိုတော့ရှင်ကျေးတိမ်မွေးဆိုပြောရမယ်။ဘာကြောင့်လို့ဆိုရင် လူတရားအပြောနဲ့ဆက်ဆံကြရတာ။ရဟင်းဆိုင်ဆိုင်ပြောလိုက်ပြီဆိုရင်ရှင်နဲ့မေတ္တာထွက်သွား။ပြန်ပြီးတော့တိချောက်ဖို့ခက်သွား။လူတရားဆဲလိုက်ရင်အဲ့ဒီလူပေါ်မေတ္တာထားဖို့ခက်သွားတယ်။မေတ္တာအလိုတရားအလိုလျောက်ခန်းချောက်သွား။ဘာလို့ဆိုရင်ဒီမီးနဲ့တွေ့လိုက်လို့ရှိရင်ဖျောင်းဟာအေးပြောသွားသလိုပဲ။ ဒေါသရရင်ဆန်ဆန်ပြောလိုက်တာနဲ့သူ့ပေါ်မှာရှိတဲ့မေတ္တာလက်ကျန်လေးဟာကုံသွားတတ်တယ်ပေါ့မေတ္တာလက်ကျန်ကုံသွားရင် အပြာလှန်ရှင်းနှီးမှုညင်ညွတ်မှုစွာတွေကုန်ပြတ်သွားတယ်ဒါကြောင့်မို့ကျန်တဲ့နေ့တကားကိုမပြောရဘူးတစ်ဖက်သားကို ထိခိုက်ပြီးတော့စိတ်ထိခိုက်သွားလောက်ပရံဥသေးတိဓာဟေတိလူတွေရဲ့စိတ်ထဲနှလုံးထဲမှာပူလောင်သွားအောင် ရိုင်းဆိုင်တဲ့စကားမျိုးဆဲရတဲ့စကားမျိုးနဲ့မပြောရဘူးလို့သူဆိုခုခေတ်တော့ hate speech ခေါ်အမုန်းစကားတွေမပြောရဘူးလို့ဆိုလို့နောက်တစ်ခုကတံဖပ်ပလာပါဆိုတာဘာအကျိုးမှမရှိဘဲနဲ့လောကအတွက်ကောင်းကျိုးလည်းမဖြစ်ဘူးလက်တွေ့လည်းလုံးလို့မရတဲ့ဟာတွေအရေးမရအဖတ်မရ အဆုံးမနဲ့ပတ်သက်တာလည်းမဟုတ်ဓမ္မနဲ့လည်းမပတ်သက်ဘူးအဆုံးမစကားနဲ့လည်းမပတ်သက်ဘူးအချိန်ခါနဲ့လည်းမစီဆိုင်ဘူးဆိုတော့ဓမ္မဝါဒီဝိနည်းဝါဒီဓမ္မဝါရဝိနည်းဝါရကာလဝါရမဟုတ်ဘူးရှောက်တက်ရရာ ရှောက်ပြီးတော့အချိန်ဖြုံးတဲ့စကားမျိုးတွေလည်းမပြောရဘူးတဲ့နောက်ဆုံးကဒါကိုပဲဝစီကံလို့ခေါ်တာပဲလေ အဲ့ဒါတွေပြောလို့ရှိရင်အပြစ်ရှိတယ်မပြောဘဲရှောင်ရမယ်လို့ဆိုဒါ discipline ပဲ။နောက်ပြောမှုနဲ့ပတ်သက်ပြီးမြတ်စွာဘုရားစီကံထားတယ်။တန်မဆိုတာအလွန်ကျပြန့်တယ်။ထိမ့်သိမ့်ရှောင်ရှောင်မှုကိုပြောတာဆောင်စည်းရ။ဆောင်စည်းတယ်။လိမ်ပြောလိမ်ပြောခြင်းမှဆောင်စည်းတယ်။လိမ်မပြောဘူးဒါဆောင်စည်းတယ်။ဘယ်တော့မှခုံးမတိုက်ဘူး။ ဘယ်တော့မှရိုင်းပြိုင်နဲ့ရိုင်းဆိုင်နဲ့စကားမျိုး မပြောဘူးဘယ်တော့မှအကျိုးမဲ့စကားတွေကိုမပြောဘူးဆိုတာဒါဆောင်စည်းမှုပဲ